ိုင်ငံသားမှာအလုံးနဲ့ခွဲနေရတာကြောင့်ထိကျန်ဆန်းဆန်းမျက်ရည်တွေနဲ့ဖြတ်တန်းနေရတဲ့တမောမြင်တမောမြင်ဟာအောင်မြင်မှုတွေကိုဆလော့ကမြန်မာနိုင်ငံမှာမနေတော့တာဆိုရင်တော့လင်းနေနေပါလောက်ရှိလို့နေပါပြီအမှုပညာလို့တွေအလုံးကိုရှနာကနိုင်ငံသားမှာခြေချလို့နေတာပါ ထိုင်းနိုင်ငံမှာမိသားစုလိုက်ပြောင်းရွှေ့နေထိုင်တာဖြစ်ပြီးတော့ခင်မိုးဖြစ်သူကလည်းထိုင်းနိုင်ငံမှာသာအလုပ်လုပ်နေတာပါ။ဒါကြောင့်မလို့တက်မွန်မြာမြန်မာနိုင်ငံကိုလည်းပြန်မလာသလိုမြန်မာနိုင်ငံကတငယ်ချင်းတွေနဲ့လည်းခွဲပြီးတော့နေထိုင်နေရတာပါ။နိုင်ငံခြားကိုရောက်သွားမှတက်မွန်မြရဲ့အတွင်းစိတ်ကိုလည်းပရိသတ်တရားပို့ပြီးတော့မြင်သာလာခဲ့ပါရီ။တက်မွန်မြာအရန်ကိုမှအငငယ်တက်တာအဖော်မက်တဲ့သူတရားဖြစ်နေကြတာပါ။ဒါပြင်ခုနောက်ပိုင်းမှာတော့ကျမကြီးကလည်း တနေ့ရွှေတနေ့ငွေဖြစ်နေရမလို့အားငယ်တဲ့စိတ်တွေကပုံပုံဖြစ်လာကြတာပါ။တမွန်မြားတငယ်ချင်းတွေပေါ်မှာဆိုရင်လည်းရန်ကုန်မှာတွေ့တာပါရီ။အနုပညာလောကမှာတမွန်မြားခင်လေးတွေဒီဇိုင်နာမပုတ်ရတနာတင်တို့နဲ့ရန်ရင်ရင်နီနီပေါင်းကြတာပါ။တငယ်ချင်းအလုံးကမြန်မာနိုင်ငံမှာဖြစ်နေကသူမတယောက်တည်းထိုင်းနိုင်ငံမှာထိထိကျကျနဲ့ဖြတ်သန်းနေရတာပါ။တမွန်မြားမြန်မာနိုင်ငံကိုလည်းပြန်လာဖို့အဆင်မပြေတဲ့အတွက်ထိုင်းနိုင်ငံကိုတငယ်ချင်းတွေများလားလေမလားဆိုပြီးတော့မျှော်နေတတ်တာပါ။ခင်လေးတွေတို့ကလည်းအားရင်အားသလိုတမွန်မြင်းနဲ့တွေ့ကြပါရီ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းခင်လေးတွေကအလုံး ပ်တွေပြီးပြီမို့တမုံမြင့်စီကိုသွားလိုက်ခဲ့တာပါခင်လေးနေကကျွန်းကိုဦးစီးကလှုပ်လှုပ်နေခဲ့တာပါအလုပ်ပြီးသွားပြီဖြစ်တာနဲ့တမုံမြင့်စီကိုသွားလိုက်ခဲ့တာပါ တမွန်မြင့်အိမ်မှာနှစ်ညလောက်အတူနေပေးကဖြစ်တဲ့ကြတာပါခလင်းတွေကအမေရိကန်ပြန်လာတော့မယ့်အချိန်မှာတမွန်မြင့်ကမြေရည်နဲ့ဖြစ်နေကြတာပါလေးစိလိုက်ပို့တဲ့အချိန်မှာကလေးတယောက်လုံးငိုနေကြတာဖြစ်ပါတယ်တမွန်မြင့်ခလင်းတွေကိုမခွဲနိုင်တာကြောင့်ဝန်ထဲတကြီးနဲ့ငိုနေကြတာမလို့ဘေးရသူတွေတောင်မှစိတ်မကောင်းဖြစ်ကြရပါတယ်ခလင်းတွေကတော့တမွန်မြင့်ကိုအမားတယောက်လိုဖက်ကအားပေးနေကြရတာပါတမွန်မြင့်ကကလေးဆန်နဲ့ပြစ်မှုတွေရှိသလိုတန်ရုံးစင်ကလည်းရမ်းကိုကြည့်တာပါအခုမှတန်ရုံးစင်ကြည့်တာမဟုတ်ဘဲနဲ့အမြဲတမ်းခုလိုငိုနေတတ်တာပါ အရင်တစ်ခေါက်တော့ဝါလေခလင်းတွေနဲ့ဒီဇိုင်နာမပုံတော့ဟာသူမစီလာလေကပြန်သွားတဲ့အချိန်မှာခုလိုပဲရှိုက်ကြီးတကင်ကိုနေကြတာဖြစ်ပါရည်ခလင်းတွေတို့ကတမမင်းရဲ့စိတ်ကိုတီးပြီးသားဖြစ်တာမလို့မကြမညာသွားလေပေးနေရတာပါအခုနောက်ပိုင်းမှာတော့တမမင်းကမိခင်ဖြစ်သူကိုအသားမှာခေါ်ထားပြီးဖြစ်တာမို့အရင်တော့မထီကြံတော့ပါဘူးမိခင်ဖြစ်သူနဲ့အတူတူ channel မှာတီးပြီးနေစာရေးနဲ့ဖြတ်သန်းနေကြတာပါတမမင်းရဲ့စိတ်နဲ့စိတ်ထားကိုခင်မုန်းဖြစ်သူကလည်းသိတာကြောင့်အမြဲတမ်းချစ်ပေးဂယူဆိုင်ပေးနေတတ်တာပါအသေးစိတ်ကစားဂယူဆိုင်ပေးကအားမငယ်အောင်ချပေးတဲ့ခင်မုန်းဖြစ်သူကို ရထားတာကလည်းတမမြင့်တွေကံကောင်းခြင်းတစ်မျိုးဖြစ်ပါရည်ပရိသတ်တွေကတော့တမမြင့်ကအရင်လိုမြန်မာနိုင်ငံမှာပြန်လာနေစဉ်ကြတာပါ ဒါပေမဲ့လည်းခြေနေတွေကြောင့်တမောမြင့်ကမြန်မာနိုင်ငံပြန်လာမှာမဟုတ်တလို့အနုပညာလို့လည်းမလုပ်ဖြစ်သေးပါဘူး။အငငယ်တဲ့တမောမြင့်တွေအားပေးစကားလေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။အစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီတွေအနုပညာရှင်တွေရဲ့ဒိတ်နဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောတော့လည်းနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။အား အားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။ကျမတို့ရဲ့ channel လေးကိုလည်း like and follow လုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့ဦးနော်။ပရိသတ်ကြီးတို့အားလုံးပဲကိုစိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေရှင်။